မင်္ဂလာပါအဲမနေ့ကနော်ကျွန်တော်ဒါနှစ်ပွဲပေးခဲ့တယ်ဗျာနော်ဒါဘာလဲဆိုတော့ကျွန်တော်ဒါအာဆင်နယ်ဘော်ဒီရဲ့ဂိုးဘော်ရဲ့ပေးခဲ့တယ်နောက်ထပ်တစ်ပွဲကဒါဂိုးအောင်ရဲ့နာပိုလီဘော်ဒီရဲ့နော်နှစ်ခုပေးခဲ့တယ်နော်နှစ်ပွဲကို အာဆင်နယ်ပွဲကတော့ကျွန်တော်ဒါဂိုးပေါ်လည်းမရဘူးဘော်ဒီလည်းမရပါဘူးဗျာနော်ဒါနာပိုလီကတော့ကျွန်တော်ဒါစုံရတယ်နော်ဂိုးပေါင်းကစားခြင်းနဲ့ညီကိုတို့ကောဒါဘော်ဒီကစားခြင်းနဲ့ညီကိုတို့ကောဒါစုံရအောင်ရတယ်ဒီနေ့မှာပွဲကတော့အများကြီးမရှိဘူးဆိုပေမဲ့ကျွန်တော်ဒါဒီနေ့ကျွန်တော်ကြိုက်တဲ့ပွဲတစ်ပွဲတော့ရွေးချယ်ပေးထားတယ်နှစ်ပွဲကတော့ကျွန်တော်ဒါ channel ထဲမှာတင်ပေးမှာဗျာနော်ဟိုတကယ်လို့ဒါ join ခြင်းနဲ့ညီကိုရှိမယ်ဆိုလို့ရှိရင်ကျွန်တော် video လေးအောက်မှာဆိုလို့ရှိရင် link လေးချပေးထားရပြန်နော်လာတော့ join ကြပါအောင်လို့ဖိတ်ခေါ်ပါတယ်ဒီနေ့ပထမဆုံးအနေနဲ့ကျွန်တော်ဒါဘောလုံးနာနဲ့ဒါခရီးမိုနီရဲ့ပွဲစဉ်လေးကိုရုံးတင်ဆက်ပေးခြင်းနဲ့ဗျာ ဘလုံးနာကတော့ကျွန်တော်ဒါနောက်ဆုံး၅ပတ်ကစားထားနေမှာဆိုရင်ဒါ၄ဘွဲ့နဲ့တပွဲတည်နေလောလောဆယ်ဒါဟိုအဆင့်၅မှာရက်တည်နေတဲ့အသင်းဖြစ်တယ်ခရီမိုနီကတော့ဒါနောက်ဆုံး၅ပတ်ကစားထားနေမှာဒါတပွဲနိုင်တပွဲတည်၃ဘွဲ့ရှုံးနေအဆင့်၁၂မှာရက်တည်နေပဲเนาะဒါဘလုံးနာကတော့ဒါဒီနေ့ရဒီမှာဒါအိမ်ခွင်းပိုင်းကစားပုံတော်တော်လေးကိုကောင်းမွန်ပြီးတော့ဒါခန်းစစ်ပိုင်းနဲ့မာလာတွေ့ရတယ်ဗျာเนาะဒါအသင်းကြီးအသင်းတော်တော်များများကိုလည်းကျွန်တော်ဒါတရင်နဲ့အနိုင်လောက်ထိကိုဒါကစားထားတာတွေ့ရတယ်ဒီခရီမိုနီကတော့ကျွန်တော်ဒါအဝေးခွင်းပိုင်းနေမှာဆိုလို့ရှိရင်ဟို သူလည်းဒီအဝင်းဝင်းပိုင်းလေးမှာတော်တော်လေးကစားပုံကောင်းတယ်ဗျာဘာလို့လဲဆိုတော့ဒီခန်းဆက်ပိုင်းလည်းတော်တော်ကောင်းတယ်ဒါတိုင်ဘက်အသင်းတွေလည်းတေးလောက်ထိဆွဲခေါ်ပြီးတော့ကစားထားတယ်ဗျာနော်ဒါဒီနောက်ပိုင်းပွဲတွေမှာလာဒါဒီနယ်လေးရှုံးပွဲကြီးနဲ့တွေ့လာရတယ်ဒါပေမဲ့အရှုပ်ကိုပြက်ရှုံးနေထားတာတော့မရှိသေးဘူးဒါ1 2 1 0လောက်နဲ့ပဲဒါရှုတ်ကတ်ရှုံးထားတာတော့ပဲရှိရဗျာနော်အဒီထက်တက်တဆုံမှုမှာဆိုလို့ရှိရင်ဒါနှစ်သင်းလုံးကနော်ဒါဘလော့နာကဒါတစ်ချိန်တိုင်းနားပြီးတော့ဒါတစ်ချိန်သေးကစားထားတယ်ဗျာနော်တွေ့ဆုံပိုင်းမှာဆိုလို့ရှိရင်တော့ဒါဘလော့နာတာလဲဆိုပေမဲ့ဒီနေ့ပေါက်ကြီးကကျွန်တော်ဒါဒီမနက်အစောပိုင်းကြီးကဘလော့နာကဒါတလုံး20ရှုံးကိုပေါက် ောင်းက2လုံး80ရှုံးတယ်ဒီမနက်ခြေတောင်တာစတင်ဖွင့်လာတယ် အဲ့တော့ဒါကျွန်တော်တို့ဒီဘောလုံးနာအနေနဲ့ကျွန်တော်တို့ဒီခရီမိုနီဒါဝေကွင်းပိုင်းမှာခန်းစစ်ကောင်းနေတာခရီမိုနီကိုဟိုခိုးပြက်သွင်းနိုင်မှာမလားဆိုတော့ကျွန်တော်တို့တစ်ချက်ပြန်တွေးရမှာပဲနော်ခရီမိုနီကတော့ကျွန်တော်ကတော့ဒီဘော်ဒီရကြိုက်ဘော်ဒီရကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဘောလုံးနာကဒါနှစ်ခိုးပြက်လောက်ထိတော့သွင်းနိုင်လိမ့်မယ်လို့မထင်ဘူးအနည်းဆုံးဒါ1စီ21လောက်ထိပဲသွားမယ်လို့ထင်တယ်ဒီဂိုးပေါင်းကတော့နှလုံး80ရှုံးဆိုတော့ဒါသူတို့တွစ်ဆုံခဲ့တဲ့ပွဲတွေကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းဒီခရီမိုနီနေနေရတာပြိုင်ဘက်အတင်းသွင်းသွင်းသွင်းတလောက်ဒါနှလုံးသွင်းတလုံးလောက်ထိတော့နောက်ကလိုက်ပြန်ထည့်ထားတဲ့အနေထားလေးရှိရပြန်နော် ော်အဲ့တော့ကျွန်တော်ကတော့ဒီနေ့ပွဲမှာဒါဂိုးပေါင်းကနှလုံး80ရှုံးဆိုတော့အနည်းဆုံးဒါ21 32လောက်ရှိတော့သွားမယ်လို့ထင်တယ်အဲ့တော့ကျွန်တော်ဒါဂိုးပေါင်းကစားခြင်းနဲ့ညီကိုအတွက်ဆိုလို့ရှိရင်ဒါဂိုးပေါ်ပိုကြိုက်တယ်ဗျနော် body ကတော့ကျွန်တော်ဒါအောက်အသင်းနော် cream money ကိုပဲကျွန်တော်က body ပိုကြိုက်တယ်အကြိုက်တူမှဆော့ပါအကြိုက်မတူရင်ဘက်ကံပါနော် ထုံးစံတိုင်းမှာကျွန်တော်တို့ဗီဒီယိုလေးရောက်မှာဆိုလို့ရှိရင်ဒါ channel link လေးချပေးထားတယ်ဗျာနော်။ live ကြောင်းကြပါအောင်လို့ဖိတ်ခေါ်ပါတယ်။ဒါအရင်လေးရတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒါ mount cut တွေရောဒါတပွဲကောင်းတွေရောအများနဲ့ပုံမှန်တင်ဆက်ပေးနေရယ်ဗျာနော်။ဟိုလေးလာခြင်းနဲ့ညီကိုရှိမယ်ဆိုလို့ရှိရင် live live လေးလာပါအောင်လို့ဖိတ်ခေါ်ပါတယ်။အနောက်နေ့ပွဲရင်လည်းအကောင်းဆုံးပြန်လာခဲ့ပါမယ်။